အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့လူတွေဒီခဏတော့ Great English Unit 5မှာပါတဲ့ Present Perfect ရဲ့ Present Perfect ခုနှစ်နှုန်း Tense ကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ရဲ့ Channel လေးကနေ Great Live နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ Channel လေးကို Subscribe လုပ်ရသေးရင် Subscribe လုပ်ပေးဖို့ဥစွာမေတ္တာရပ်ခံပါစေဒါဆိုရင်ကျွန်တော်တို့သင်ခန်းစာလေးကိုစလိုက်ကြရအောင်ပထမအဦးဆုံး The Present Perfect Tense โอเคကျွန်တော်ဒီ test အနေနဲ့ပတ်သက်ပြီးတော့မှ present tense လေးမျိုးလုံးကို present simple ရော present continuous ရော present perfect ရော present perfect continuous ကိုဒီ test လေးမျိုးလုံးကို grade 11 trip ပြင်ဆင်တဲ့သင်ခန်းစာမှာကျွန်တော်ပြင်ဆင်ထားပေးသားရှိပါတယ်အကယ်၍ test နေကိုခွဲပြီးတော့မှမလေ့လာခြင်းမဲနဲ့တပေါင်းတစ်စရေးလေးလာခြင်းတဲ့သူကဒီညဘက်တော့မှာပေါ်လာတဲ့ဗီဒီယိုလင့်လေးကိုနေပေးလိုက်ပါဒါဆိုရင်တော့ tense လေးမျိုးလုံးကိုတပေါင်းတစ်စရေးလေးနေနေမှာဖြစ်ပါတယ် Okay အခုတော့ကျွန်တော်တို့ grade 10အတွက် present perfect tense ကိုအတူတူလေ့လာကြည့်ကြအောင်စို့ Okay at the buffet tank ကိုရေးဖို့ပြောဖို့သုံးပါတယ်တဲ့ completion of an activity activity တစ်ခုရဲ့ပြီးစီးသွားမှုကိုပြောချင်ရင်သုံးတာတဲ့ as a boy i have done my homework ငါအိမ်သာလုပ်ပြီးသွားပြီဆိုတာမျိုးကိုယ်မှာ result ရှိနေတယ်ပေါ့နော် she has not sent the parcel yet ပါစယ်ကိုမပို့ရသေးဘူးဒီထုတ်ကိုမပို့ရသေးဘူးမလုပ်သေးဘူးတော့မဖြစ်သေးဘူးဆိုရင်လည်းဒီ present perfect ကိုသုံးပါတယ် have you bought air tickets for the trip ဘယ်ခီးစဉ်တွေ့လျင်လက်မှတ်တွေကိုကြိုတင်မှာထားပြီးပြီလားလုပ်ပြီးပြီလားနော်ဒီလိုမျိုးတွေမေးချင်ရင်လည်း present perfect ကိုသုံးပါတယ်တဲ့ Okay ဒါကတော့ပြီးသီးသွားပြီးတဲ့အခြေအနေတွေနောက်တစ်ခုက experience having had at the moment of expression ကိုပြောနေတဲ့အချိန်မှာ at the moment of expression ဆိုတာ having having had ရှိနေပြီးတော့ experience အတွေ့အကြုံတွေကိုပြောကြည့်ရင်သုံးတာတဲ့ I have been to Thailand twice ငါ Thailand ကိုနှစ်ခါရောက်ဖူးတယ်ဒါလေးသူ့ရဲ့အတွေ့အကြုံဖြစ်တယ် He has never met him before သူမဟာတဲ့သူ့ကိုတစ်ခါမှမမြင်ဘူးတဲ့ဒါကတော့သူ့ရဲ့အတွေ့အကြုံပဲမမြင်ဘူးဆိုတာသူ့ရဲ့အတွေ့အကြုံပဲပေါ့နော် Have you ever sailed across the Adaman Sea? မင်းအဒမန်ပလယ်ပြင်ကိုဖြတ်ပြီးတော့မှယွင့်လင်ဘူးဒလားတဲ့။ဒါလည်းလွတ်ဘူးဒလား၊သွားဘူးဒလား၊နေဘူးလား၊ထိုင်ဘူးလား၊စားဘူးဒလားမေးကျင်နေဆိုရင်အတွေ့အကြုံတွေကိုမေးကျင်နေဆိုရင်လည်းပြောကျင်နေဆိုရင်လည်းကျွန်တော်တို့က present perfect ကိုသုံးပါတယ်တဲ့။ Okay. continuity of an activity which began sometime in the past အတိတ်ကလတစ်ချိန်ချိန်မှာစတင်ပြီးတော့မှ ဖြစ်ခဲ့ပြီးတော့မှအဲ့ဒီဖြစ်ခဲ့တဲ့ activity တခုက continuity စစ်လက်ဖြစ်ဖြစ်နေတာနော် continue as to the present ယခုလက်ရှိချိန်ဒီစစ်လက်ဖြစ်ဖြစ်နေတယ်ဆိုတဲ့ကိစ္စမျိုးကိုလည်း present perfect tense ကိုသုံးတယ်တဲ့ဒီ tense ကဒီအချက်ဒီ present perfect continuous tense နဲ့တူတယ်အတိတ်ကာလမှာဖြစ်ခဲ့တယ်အခုလည်းစစ်လက်ဖြစ်နေတော့မယ်လို့သူပြောချင်တာဖြစ်တယ်ဥပမာ i have lived in yangon for more than 50 years သူ yangon မှာနေလာတာနှစ်ပေါင်း90ကျော်ပြီသူအခုလည်းဒီမှာနေနေနေသေးတယ်လို့ပြောချင်တာဖြစ်ပါတယ် The two friends have not talked to each other since their quarrel ထင်ငယ်ချင်းတယောက်ဟာတဲ့သူတို့ရံဖြစ်ပြီးကလေးကတဲ့နဲ့တယောက်စကားမပြောကြဘူးတဲ့ဒါကလည်းဒါအတိတ်ကာလမှာဖြစ်ခဲ့တယ်အခုချိန်တည်းသူစကားမပြောကြသေးတာဒီစစ်လက်ဖြစ်ဖြစ်နေတဲ့နေသေးပဲပေါ့နော်ဒါကြောင့်မို့ဒီ present perfect ကိုလည်းတိတ်ကလာမှာစတင်ခဲ့တယ်အခုချိန်ဒီစစ်လက်ဖြစ်ဖြစ်နေသေးပဲလို့ပြောကြည့်ရင်လည်းသုံးပါတယ်ခင်ဗျာ I have lived in Yangon 50 years ago the two friends have not talked to each other last week ဒါဒီမှာလေးပြောစရာတစ်ခုရှိတာကကျွန်တော်တို့ ီကက်စ်နေကို present perfect ဖြစ်ဖြစ် present perfect continuous ဖြစ်ဖြစ်ဖြစ်ပြီးစီးသွားပြီးသားဒီအချိန်ဖော်ပြချက်တွေဖြစ်တဲ့ ago တို့ last week တို့ဒါတွေနဲ့တွဲပြီးတော့မပြောရဘူးကျွန်တော်တို့ဒီဟာကိုပြောမယ်ဆိုရင် forward ဖြစ်ဖြစ် since မဲ့ဖြစ်ဖြစ်အပြင်မတိကျတဲ့ဒီ time expression တွေပေါ့နော်ဒီ before တို့ဒီလိုမျိုးမတိကျတဲ့ time expression တွေနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ် time expression တွေလုံးဝမပါဘဲနဲ့ဖြစ်ဖြစ်ပြောရတယ်ဒီလိုမျိုးအတိကျပါတဲ့ ပြီးစီးသွားပြီးသားဖြစ်ရတဲ့ဟိုပြောကျင်တဲ့ကျွန်တော်တို့ last week တို့အခုတို့ဒီလိုမျိုး time expression တွေကိုမပြောရဘူးတဲ့ဒါလည်းကိုသတိထားရမယ်။ Okay ဒါဆိုရင် present perfect ကို activity တခုပြီးစီးသွားပြီးပြီးဒါမှမဟုတ်အတွေ့အကြုံတွေဒါမှမဟုတ်အတိတ်ကာလစခဲ့တဲ့အခုတိဖြစ်နေစေပဲဆိုတဲ့ကိစ္စမျိုးတွေမှာသုံးရပါတယ်ခင်ဗျာ။အဲ့တော့သူ့ရဲ့ form တွေကိုလေ့လာကြအောင်ဆို perfect tense တွေ perfect တွေ battery ဖြစ်တယ်။ ပတ္တိကတိတော်ထဲရေးလို့မရဘူးသူကို အကုကရိယာ has နဲ့ have နဲ့ရေးရတာပေါ့အဲ့တော့ i will you the he she it မှာကျွန်တော်တို့က i will you the ဆိုရင်အများကြောင့်မို့ have နဲ့သုံးတယ် negative ဆိုရင်တော့ haven't ဒါမှမဟုတ် have not he she it ကတော့ hasn't နော်ဒါမှမဟုတ် has not ဖြစ်ပါတယ် positive ကတော့ has ပါပဲသူ့ကိုအတူကောက်ရေးကြည့်ရင်တော့ has တို့ has have အလိုပေါ့နော်ဒါကတော့ positive sentence အတွက်မှာတစ်ဖက်ကတော့ battery ပဲသုံးရပါတယ်ဒါလေးကို ဒီ criteria လာပြီဆိုတော့ဒါတော့လည်းတိမယ်လို့ထင်တယ်ပေါ့နော် okay သူရဲ့ဘက်ပုံစံက subject has a blood past participle ဘာတူဖြစ်ပါတယ် okay မေးခွန်းဆိုရင်ကောမေးခွန်းစံလည်းကျွန်တော်တို့က happy bag ကိုအရှိကိုကျွန်တော်တို့ကထုတ်လိုက်ရုံပဲဒါကြောင့်မို့ have i walked have no we walk have you walked have you done have you played စသဖြင့်ပြောတော့ပေါ့ဗျာအဲ့တော့ wh question ဆိုရင်ကောဘယ်လိုလဲ wh question ဆိုရင်လည်း wh ကိုဒီဘတ်တူပြီးရရှိဘတ်တူ အခုကရိယာရဲ့ auxiliary verb ရဲ့အရှိကိုထည့်လိုက်ရုံပဲ wh has have subject past participle ဆိုရင်ဒါမင်းကွင်းရောက်သွားတယ်ပေါ့ဗျာ okay ဒါဆိုရင်ဒီဒီဗီဒီယိုလေးကိုဒီနေရာမှာ pause လုပ်ပြီးတော့မှဒီဇာတ်လေးကိုကြည်ညင်းအောင်လေ့လာစေချင်တယ်ကျောင်းသားတွေကဒီဇာတ်လေးကလွယ်ပါတော့ကအရင်မကြည့်ဘူးထင်ပြီးတော့မှကြော်ကြော်ထားခဲ့တာအကယ်၍ကိုက present perfect ကိုရေးမယ်ဆိုရင်ဒီရေးပုံရေးနည်း sentence pattern ကိုမသိရင်တအားခက်ပါလိမ့်မယ်ဒါကြောင့်မို့ဒီအခုမှဒီ test တွေကိုစလိုက်လာတဲ့လူကဒီလိုဇာတ်လေးတွေကိုတိတိကျကျလေ့လာစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ နောက်ဆုံးတစ်ခုဖြစ်တဲ့ present perfect continuous ကိုတွေ့ကြအောင်ဆိုရ present perfect continuous tense is used to talk to speak or write about something that has been in progress throughout a period အချိန်တလျှောက်လုံးတစ်စက်တည်းဖြစ်ဖြစ်နေတဲ့အကြောင်းကိုပြောကြည့်ရင်သုံးတာပါတယ် Mom is in the kitchen. She has been cooking all morning. အမေဟမ်ဘူးရောင်းနေမှာပဲရှိနေတော့သူဟာတမနစ်လုံးချစ်နေပြုတ်နေတာအခုတိချစ်ပြုတ်နေလို့ကိုမပြီးသေးဘူး။ तू ဒီ in the middle of cooking. तू ဟာချစ်ပြုတ်နေသေးပဲလို့ပြောချင်တာဖြစ်ပါတယ်။ तू result မထွက်သေးဘူး။စားဖို့လည်းအဆင်မဖြစ်သေးဘူးလို့ပြောချင်တာ။ What have you been doing these days? Hey, မင်းအခုတော့ဘာလုပ်နေလဲလို့မေးတာ။ကိုမတွေ့လိုက်တဲ့ဂျားထဲမှာ तू အခုတော့ဘာတွေဆက်ပြီးတော့မှလုပ်နေတယ်လဲ။ဒီချင်းတိဘာလုပ်နေလဲလို့မေးတာဖြစ်ပါတယ်။ ခုက continuity of an activity which begins sometime in the past but continues up to the present ဒါဒီ present perfect နဲ့အတူတူပဲ activity တစ်ခုဆက်လက်ဖြစ်ဖြစ်နေမှုအတိတ်ကာလမှာစပြီးတော့မှလက်ခုအချိန်ထိဆက်လက်ဖြစ်ဖြစ်နေတာကိုပြောချင်ရင်လည်း present perfect continuous ကိုသုံးလို့ရတယ်တဲ့ဥပမာ Omen on has been working at that company since 2010 Omen ဟာအဲ့ဒီ company မှာ2010တည်းကအလုပ်လုပ်နေခဲ့တာအခုထိလည်းလုပ်နေသေးပဲဆိုတဲ့အဓိပ္ပာယ်ပါပဲ present perfect tense ကိုရင်လဲရပါတယ် how long have you been sitting here မင်းဒီမှာထိုင်နေတာဘယ်လောက်ကြာနေပြီလဲအခုဒီထိုင်နေတော့ဖင်ရမချနေဘူးလို့ပြောချင်တာဟုတ်ကဲ့ present perfect နဲ့ present perfect continuous tense ကအဓိကဂျားထဲမှာဘာကွာတယ်လဲဆိုရင်နော် main difference က mom is there in the kitchen she has been cooking all morning ဆိုတာဒီသူဒီ result မထွက်သေးဘူး तू ကဘာဝင်ပဲပြောနေတာလဲဆိုရင် activity ကိုပဲ तू ကပြောနေတာ duration ဘလောက်ကြာနေပြီဆိုတော့ပဲသူကပြောချင်တာဖြစ်တယ်။ present perfect ကတော့ကျွန်တော်တို့က result ကိုပဲဒီကထားပြီးတော့မှအလေးပေးတယ်။ man has cooked dinner အမေ dinner ချစ်ပြီးသွားပြီ။နော်ဘယ်တော့ငါချစ်ပြီးသွားလဲဒါရင်မကြည့်ဘူး။ဘယ်တင်လာချပြီးသွားပြီအခုစားဖို့အသင့်ဖြစ်နေပြီသူကတော့ result ကိုဦးစားပေးတာဖြစ်ပါတယ်ဒါတော့ main difference ပေါ့နော် she has been writing in essay all night သူဟာတညလုံး ဒီအစေးရင်းနေတာခုထိရင်းနေတုံးပဲမပြီးသေးဘူးဆိုတဲ့အတိပဲပေါ့ဗျာသူကတော့ duration ကိုပဲအဓိကအလေးပေးတယ်ကိုလေး hash rain in essay ကိုလေးကတော့ essay တစ်ပုဒ်ရေးပြီးသွားပြီ result ရှိနေပြီဒီမှာသူကအဲ့တော့ present perfect က result ကိုအဓိကထားပြီးတော့မှ present perfect continuous ကတော့သူက action ကိုပဲအဓိကထားတယ် duration ကိုပဲအဓိကထားတာဒီသူတို့ test နှစ်ခုကြားကအဓိက question ချက်ပဲဖြစ်ပါတယ်ကြံတဲ့အတိတ်ကာလမှာစတင်ပြီးတော့မှဒီအနာဂတ်ထိ sorry အခုလက်ရှိချိန်ထိ select ဖြစ်ဖြစ်နေတယ် 아, 무거워요. present perfect PP, present perfect continuous PP, 그룹동으로 잡아야겠네요. Okay, 第二番文章啊,然后, I have been walking, we have been walking, he has been walking. Negative has he has not been walking, we haven't been walking. 사실这边报表. 每个人录前的所以呢,你待会报,就那如 present perfect 录呗, happy man 过去都来打呢,每个人提到了报表. ဲ့တော့မေးခွန်းလုပ်ချင်တယ်ဆိုရင် have i been walking have you been walking have you been doing ကဲ wh နဲ့လုပ်ချင် wh ဘောရှိမှာထည့်လိုက်ပေါ့ what have you been walking ဆက်ရှင်ပြပေါ့နော်အဲ့တော့ဒီနေရာမှာလဲဒီဇာတ်လေးကိုကြည့်ညင်းအောင်ဗီဒီယိုလေးကို pause လုပ်ပြီးတော့မှဒီ sentence pattern လေးတွေကိုတိတိကျကျလေ့လာစေချင်တယ်အခုမှလေ့လာတဲ့သူတွေကိုပြောလို့တာပါဒီလိုမှမဟုတ်ပဲနဲ့ကိုကတော့ဒီဟာတွေရင်းနှီးနေပြီးသားဆိုပြီးတော့ကြော်ထားလိုက်လို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒါဆိုရင် present perfect continuous tense မို့တော့တစ်ချိန်လုံးတစ်လျှောက်လုံးဖြစ်ဖြစ်နေတဲ့အကြောင်းအရာကိုပြောချင်ရင်တော့အတိတ်ကာလမှာစတင်ခဲ့ပြီးတော့မှယခုလက်ရှိချိန်ထိဆက်လက်ဖြစ်ဖြစ်နေရတဲ့ဆိုရင်လည်း present perfect continuous ကိုတုံးတာဖြစ်ပါတယ်နောက်ပြီးတစ်ဆက်တည်းဒီနေရာမှာဒီ knowledge နေနဲ့ပြောချင်တာကဒီ present perfect continuous ကိုမကြာသေးမီကာလကမှပြီးစီးသွားတဲ့ကိစ္စကိုလည်းပြောလို့ရတယ်ဥပမာအာအောင်ကိုကစောင့်နေတယ်ဆိုပါစောင့်တာတနိုင်ရှိမနိုင်ရှိတိုးပုံမလားလို့ နောက်ဆုံးကြမှာသူက၃နိုင်ကြာပြီးမှသူကပေါ်လာတယ်ပေါ်လာခါကျမှဟာအောင်မဲဘယ်ရောက်နေလဲကွာငါမဲဝင်စောင့်နေတာ၃နိုင်တောင်ရှိပြီဒါဆိုရင်ကျွန်တော်တို့ကဟာ where have you been on on i have been waiting for you for 3 hours လို့ပြောလို့ရတယ်သူစက်တော့မစောင့်နေတော့ဘူးသူတို့ညာလဲကြာသေးမီကမှပြည့်စုံတဲ့ကိစ္စမျိုးကိုလည်း present perfect continuous ကိုတုံးလို့ရပါတယ်ခင်ဗျာဒါကိုတော့ကျွန်တော် grade 10 sorry grade 11ကသင်ခန်းစာမှာအခြေတုံးကိုရှင်းပြထားပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ exercise ကိုတွားကြရအောင်ခင်ဗျာ exercise ကိုတွန်းခဲ့မှာကျွန်တော်တို့ notes clay မှတ်ထားရရှိသေးတယ်ဒါကတော့ဒီ degree 10တန်ခမ်းစာကတန်ခမ်းစာတွေကပဲ present present simple ရယ် present continuous tense မှာကျွန်တော်အနေချင်းပြောခဲ့တယ် verb like learn lie live rain sleep stand steady wait walk any buff တွေကတဲ့ naturally suggest တဘောအားဖြင့်ကို suggest continuity consistent ဖြစ်ဖြစ်နေမှုကိုပြီးတယ်သူက as in i have been walking him since 2009ငါဒီမှာ2009ခုနှစ်ကအလုပ်လုပ်နေတာတဲ့နော်အဲ့တော့သူ့ရဲ့ဒီ verb သဘောတဘောအကူမှာ continuous continuity ကိုပေးတယ်ဆိုတော့သူ verb တွေအများစုကိုတော့ကျွန်တော်တို့ကဒီ present perfect continuous နဲ့ရေးကြတာများတာပေါ့ continuous form နဲ့ပဲရေးကြတာများတာပေါ့ခင်ဗျာအကယ်၍ဒီ sentence ကိုကျွန်တော်တို့က i have worked here since 2009ဆိုလဲရတာပဲ တို့ညာလဲ work ဆိုတဲ့ verb က continuity ကိုပဲ suggest လုပ်ထားပြီးသားကြောင့်မို့ဒီလိုမျိုး i have been working လို့ရေးတာဒီအကောင်းဆုံးမဖြစ်ပါလိမ့်မယ် okay we use the present perfect to emphasize the reserve of an action present perfect ကိုကျွန်တော်တို့က reserve ကိုဦးစားပေးဖို့သုံးတယ် present perfect continuous ကိုကြတော့ the duration of an action action တစ်ခုရဲ့ကြာချိန်ကိုဦးစားပေးပြီးတော့မှပြောချင်တာပါဥပမာ i have called him 3 times this morning ငါ သူ့ကိုဖုံးခွာတာဒီမိနစ်ထဲ3ချိန်ရှိပြီเนาะအဲ3ချိန်ရှိပြီဒါ result အခုတိသူဆက်တယ်လို့မြင်နေဘူးဒါ result ပဲ I have been calling him since 9 o'clock okay ဒီဟာငါသူ့ကိုကိုနိုင်ကလေးကခေါ်နေတာเนาะကိုနိုင်ကလေးကခေါ်နေတာအဲ့တော့ဒီဟာက duration ကိုအဓိကပြောချင်တာသူကတော့ result ကိုအဓိကပြောချင်တာဖြစ်ပါတယ် okay ဒါဆိုရင်တော့အဆင်ပြေသွားနိုင်မယ်လို့ထင်တယ်ကျွန်တော်တို့ exercise ကိုလုပ်ကြည့်ကြအောင် Supplying the present perfect or present perfect continuous form, whichever is appropriate of the verse given in brackets. Guantama beta re, tenlio re, the found in a bovia, verb de found, verb in a present buffet or present buffet continuous found in a tb bar, umma gija on. Sorry, umma gija on. Number one, gija on. I'm not hungry, nga bai I have my lunch already. Nga, ni leza, sa vilu, bai masau. Reserve. Teo mushini di de bia. I'm not hungry. ဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီပတူသွားသုံးလိုက်မယ်ဆိုရင် I had my lunch already ငါနေ့နေ့လာစားခဲ့တယ်ဆိုရင်အခုဆိုင်လဲဆိုင်မယ်မဆိုင်လဲမဆိုင်ဘူးကိစ္စမရှိဘူးเนาะဒါပေမဲ့သူက I have had my lunch လို့ပြောလိုက်မယ်ဆိုရင်အခုချိန်ဒီသူဒီသူစားခဲ့တာကတည့်အောင်မှုရှိနေတည်တယ်ဆိုတာမျိုးဆိုရင်ကျွန်တော်တို့က present perfect ကိုသုံးပါတယ် have fast ပါပဲ နောက်တစ်ခုညီညီ doesn't want to go to ဘကိုညီညီဟာဘကိုမသွားခြင်းမူသူအဲ့ဒီစီကိုနှောက်တောင်မှရောက်ဖူးပြီပေါ့အဲ့တော့အတွေ့အကြုံတွေပြောခြင်းနေဆိုရင် have blah blah three ပါပဲအဲ့တော့ have been sorry have been မဟုတ်ဘူးကျွန်တော် has been ဖြစ်ရမှာခါလေးပါကျွန်တော်ပြင်မအောင်မယ်အဲ့တော့ has been ဖြစ်ပါတယ်နောက်တစ်ခု so studied japanese for 2 years but she hasn't mastered it โอเคซูซูဟာတဲ့ဂျပန်စာလေ့လာနေတာနည်းနည်းရှိပြီအခုထိတူမကျွမ်းကျင်သေးဘူးโอเคအခုထိမကျွမ်းကျင်သေးဘူးဆိုတော့ဒီဘာတင်းစံကပုံမှန်တင်းတော်တယ်လေအဲ့တော့ present perfect continuous ကပဲပုံမှန်တင်းတော်တာပေါ့ဗျာအဲ့တော့ have been studying studying ဖြစ်ရမှာကျွန်တော်ဒီမှာလည်းကြံပြန်နေโอเคပါဆူဆူ has been studying Japanese for 2 years but she has not studied yet ူကတော့ကြွန့်ကျင်သွားပြီဆိုရင်တော့ဒီနေရာမှာဒီ tense ကတော့ present perfect ကတင်တော့ပေါ့နော်အခုတည်းမကြွန့်ကျင်သေးဘူးဆိုတော့သူကဒါလိလာနေတုံးလို့ကျွန်တော်တို့ယူဆတာပေါ့ okay ကျွန်တော်စာရိုက်မားလေးကိုတင်ခံပေးစေချင်ပါတယ်ကျွန်တော်လည်းဒီ video တွေပြင်ဆင်တဲ့အခါကျွန်တော်မျက်လုံးကလည်းနည်းနည်းမှုန်မှုန်ပွားတာပေါ့နော်ဟုတ်ကဲ့စစ်ကြည့်ကြအောင်မယ်ဗျာ how long the children sleep အဲ့တော့ဒီဘလောက်ကြာပြီလဲကလေးတွေအိတ်နေတာဘလောက်ကြာပြီလဲဒါဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုမေးမလဲအချင်းကိုပဲဥစားပေးချင်တာဆိုရင်ကျွန်တော်တို့က present perfect continuous ကတင်တော်ဆုံးပဲ how long have the children been sleeping ဖြစ်ပါတယ် okay number 5 now now အခုကြည့်ရဲ we not receive any message from data data စီကနေဘာ message မှာမရသေးဘူးเนาะအဲ့တော့ဘာပဲသုံးမှာလဲကျွန်တော်တို့က present perfect ပေါ့ have not received ဖြစ်ပါတယ် okay number 6 we built this garage ourselves and hope to finish it within the next 2 days လာမယ့် နရစ်အတွင်းမှာပြီးဖို့မျောလင့်နေတဲ့ကျွန်တော်တို့ဒီ garage ကိုတောင်ပေါ့နော်ဒီကောက်ကိုတောင်ကိုကျွန်တော်တို့ကိုတိုင်းစောင့်နေကြတာအဲ့တော့အဲနရစ်အတွင်းမှာပြီးဖို့မျောလင့်နေဆိုတော့ဒါမှပြီးသေးဘူးလို့ယူဆတာပေါ့မပြီးသေးဘူးဆိုရင်ကျွန်တော်တို့က battery ကိုတုံးကျင်တယ်လေစောင့်နေကြတာလို့ပြောကျင်တဲ့အတွက် present perfect continuous ပါပဲ have been beating ဖြစ်ပါတယ်နံပါတ်7 hurry မမြန်လို့ your scoopers arrived me school chang chang ga ga yang ni bi lu bi ma bo chao bi bi yang ni bi bi yang ni ni bi e lo ha pla ba tri ba ba has a right okay number 8 i think someone take my umbrella by mistake nga tin ne te yok ga nga thi ko ma bi ro ma yu twa da aku ma shi do bu ai lo dia di present perfect ba ba has taken okay number 9 ko le paint his room and it will look good when it is finished ဒီဒီ sentence မှာရောကျွန်တော်တို့ within the next 2 days ရယ်ဒီမှာလဲ when it is finished ရယ်ကအဓိကကြတယ်ခင်ဗျပြီးသွားတဲ့အခါအရင်ကြည်ကောင်းလိုက်မယ်တဲ့ကိုလေးဟာသူ့ရဲ့အခန်းကိုဆေးတုံးနေတာအဲ့တော့ပြီးသွားတဲ့အခါကြည်ကောင်းလိုက်မယ်ဆိုတော့ခုမပြီးသေးဆိုတဲ့အိပဲပေါ့ဒါကြောင့်မို့ကျွန်တော်တို့ကဘာတင်းစုံးမှလဲ present perfect continuous ပဲသုံးရမှာအဲ့တော့ကိုလေး has been painting ဖြစ်ရမှာပါ okay နံပါတ်10 my favorite actor no one any academy award ten now ကျွန်တော်ရဲ့အကြိုက်ဆုံးတယောက်ဆောင်ကအခုထိကိုဘာအကယ်ဒမီစုကမှမရသေးဘူး okay အရင်လွယ်ပါတယ်ဒီ test ကဒါကြောင့်မို့ help level တွေပဲသုံးရမှာအဲ့တော့ my favorite actor has no one ဖြစ်ပါတယ် Okay ဒါဆိုရင်အားလုံးစီမံသွားလိမ့်မယ်လို့ထင်တယ်။စီမံပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရမှာချစ်ပေးပါ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခြင်းလို့ကျေးဇူးတင်ပါရယ်။အပန်းကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မြင့်တရားခံပါစေ။ Bye bye